မင်္ဂလာပါမြမ Top Entertainment မှကြိုဆိုပါရစေကျွန်တော်လူပြိုကြီးပါအခုတစ်ခေါက်မှာတော့စာရေးဆရာခတ်စော်ရဲ့အမောင်တဲမှမင်းသားများ1990အခန်းကိုကို ပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ထို့နောက်ပိုင်းတွင်တော့ဘေဒါဟာဂျာနူဟာတတ်နိုင်သည်များရှောင်လာခဲ့ပါတယ်အလောကိစာရပြောဆိုဆက်ဆံသည်မှာပါအရင်ကလိုစာနောက်ချင်းပြောဆိုခြင်းများပင်မရှိတော့ပါဘူး တငီလေးနေတုန်းကခန်းစားခဲ့ရတဲ့ခန်းစားချက်မျိုးကိုသူ့နောက်ထပ်မလိုချင်ပါဘူး။ဂျာနုပေါ်တွင်ညိမိလူစဲစဲတန်ယောစင်ကိုသူထိန်ချုပ်ရပါမယ်။ထိုချိန်တွင်မစ္စတာလူကလည်းသူ၏စီးပွားရေးအင်ပါယာအတွက်နောက်ထပ်ခြေလှမ်းသစ်တစ်ခုပြင်ဆင်နေပါတယ်။သူတို့နေမြမထွက်တဲ့ဘိန်းစိမ်များကိုငင်းချိုင်းယူထားတဲ့လက်နက်ကိုင်အဖွဲ့တစ်ခု၏အထူးဒေသတွင် အဖြူအဆင့်ထိရောက်အောင် ချက်လုပ်ပြီးနောက်ရန်ကုန်မြို့ရှိအရာရှိတအူ၏တာထန်လက်ကားသွင်းရမည်ဖြစ်ပါတယ်။ ဒုကိစ္စတစ်ခုလုံးကိုမစ္စတာလူကဘေးရအားကြီးကြပ်ကုကဲရန်တာဝန်ပေးထားလိုက်ပါတယ်။ဘေးရအတွက်တည်ထန့်ရုံခန်းတစ်ခုနဲ့တူလူဆယ်ယောက်ကလက်အောက်တွင်ထားရှိပေးထားပါတယ်။ဘေးရကရင်ပစ္စတိုတစ်လက်နဲ့ကြီးစံများပင်ထုတ်ပေးထားပါတယ်။ပထမဦးစွာဘိန်းစိမ်းများကိုအစ်စ်မီအဖြူချက်လုံနိုင်ရေးအတွက်ဘေးရဟာထိုထူးဒေတာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဤတမန်အိုက်ဟော့နဲ့ချိတ်ဆက်ရပါတယ်။သူတို့ကကြားကန်ချိတ်ဆက်ပေးသူမှာကြောက်စိမ့်နေဝင်ဟုခေါ်တွင်တဲ့သူပါ။ ကြောက်စိမ့်နေဝင်ဟာဖားကန့်ကြောက်လောကတွင်မသိသူမရှိသူဟာအထူးဒေတာအဖွဲ့နဲ့အလုတ်တော်တော်များများကိုချိတ်ဆက်လောက်ကင်နေတဲ့သူလည်းဖြစ်ပါတယ်အိုင်ဟော့မှာမိုးရဲ့လုပ်ငန်းမှာရရှိတဲ့ငွေမဲများကိုခဝါချတဲ့အနေနဲ့ရန်ကုန်မြို့တွင် ထောက်လိုင်းများနဲ့အကျိုးတူပူးပေါင်းကစီးပွားရေးလုပ်ငန်းများလောက်ကင်နေပါတယ်ဖားကန့်တွင်လည်းကြောက်စိမ့်လုပ်ငန်းကိုလောက်ကင်က နေထိုင်တတ်ပါတယ်ဗေဒါမှာအိုင်ဟော့နေရောကိုနေဝင်းနေပါ တွေ့ဆုံရန် ရန်ကုန်ဖားကန့်ချင်းချင်းခီးထွက်ကအလုရှုံနေရပါတယ်။ဗေဒအတွက်အမျက်ထွက်ဒီမှာအမောင်လောကတွင်လူပေါင်းဆန်ပြီးဘာဘာနဲ့နဲ့ရှိတဲ့ဝိုင်းရင်တပိုင်းကိုနေဝင်းနဲ့ညီကိုရင်းပမာခင်မင်သွားကြခြင်းပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရင်းနှီးမှုကရန်ကုန်တို့ဘိန်းဖြူလက်ကားသွင်းမဲ့စီမံကိန်းကို6လအတွင်းအောင်မြင်သည့်အထိအထောက်အကူပြုခဲ့ကြပါတယ်။အရာရှိကြီးတားဖြစ်သူထံဘိန်းဖြူအတော်များများကိုလက်ကားပို့ပေးနိုင်သဖြင့်မစ္စတာလူမှာ အတော်လေးပင်အမျက်ရှာသွားပါတယ်။ရောမီသားစုမှာနောက်ထပ်စီးပွားရေးအင်ပါယာများတိုးချဲ့လျက်ပင်ဖြစ်ပါတယ်။တရက်တွင်တော့ဗီရာကြီးရုံကန်းသို့ဖုန်းဝင်လာပါတယ်။မစ္စတာလူထံမှာပါ။ဗီရာကတပည့်တယောက်ကိုခေါ်ကာရွှေတောင်ကြားအိမ်သို့ချက်ချင်းပင်ထလိုက်သွားပါတယ်။ဂျာနူးရှိနေတဲ့အိမ်ဖြစ်တာကြောင့်ဗီရာကြီးစိတ်မှာပုံမလေးလံလာရပါတယ်။ထိုအိမ်သို့ရောက်တဲ့အခါမှာမစ္စတာလူက သူ့အခန်းတွင်တောက်လက်စား တရုတ်စည်းစိမ်ရက်တစ်ခွက်ကိုဘေးချလျက် secret ဖွာပါတယ်။သူ့ဘေးတွင်ရက်ငယ်ပေးရန်အသက်အနေထားရှိနေတဲ့ဂျာနူးကိုမြင်လိုက်တဲ့အခါမှာတော့ဘေးရရှင်ထဲတွင်နှင်ငနေဖြစ်သွားပါတယ်။ဂျာနူးကမပြုံးပြစဘူးသူ့ကိုပြုံးပြနေပါတယ်။ဘေးရကမတိအောင်ပြုတ်ကမစ္စတာလူရှေတွင်ဝင်ထိုင်လိုက်တာကြောင့်ဂျာနူး၏ပြုံးမှာဖြော့တော့သွားပါတယ်။ငါတို့ထောက်လန်းရေးကပင့်ပိတ်ထားပြီဘေးရ။ ဗေဒါထိုင်ထိုင်ချင်းပင်မစ္စတာလူကပြောလိုက်ပါတယ်။ဟိုအဖြူကိစ္စလားဘလို့ဖြစ်တာလဲ။ထောင်လိုင်းကြီးကိုကပိုက်ဆောင်နဲ့ထည့်ထားသောလောမီသားစုဝင်တဦးကိုပင်ထောင်လိုင်းကြီးကခေါ်ယူစစ်ဆေးမိဆိုတာကြောင့်ကိစ္စမှာပေါ်သေးသေးမဟုတ်မှန်းဗေဒါသဘောပေါက်လိုက်ပါတယ်။ဘလို့မှမဖြစ်ဘူး။အဓိကဟိုအရာရှိသားငါစီကနေအဖြူတွေဘလောက်များများယူထားပြီးဘလို့ဖြတ်နေဆိုတာထောင်လိုင်းကြီးကသိချင်တာပဲဖြစ်မယ်။ သူတို့အချင်းချင်းပြဿနာတွေကြားညံ့နေတဲ့သဘောပဲငါဖြည့်ရှင်းနိုင်ပါတယ်ဒါပေမဲ့လိုရမယ်ရမင်းနဲ့မင်းအဖွဲကတော့ရုံကန်းပိတ်ပြီးခကြီးအထွက်ပြနေလိုက်လို့မဟုတ်ရင်တော့ထောက်လန်းကြီးကမင်းတို့ကိုပါခေါ်နေရင်အကုန်ရှုပ်ကုန်ပဲဟုတ်ဟုတ်ကဲ့ဗျမင်းတို့ဘကိုးကချမ်းမရှောင်နေရင်နေထိုင်စားတောက်ဖို့ကိစ္စတွေကိုဂျာနုစီစဉ်ပေးလိုက်မယ်မစ္စတာလူကတောက်လက်စအရောက်ခွက်ကိုမော့ချလိုက်ပြီးသူ့ထုံးစံတိုင်းထထွက်သွားပါတယ်ဂျာနုသာသူ့ရှေ့တွင် ကြံရစ်ခဲ့ပါတယ်။ဂျာနူကဘာစကားမှမပြောသေးဘဲဘေးရာအားစိုက်ကြည့်နေပါတယ်။ဘေးရာကဂျာနူအားမျက်နှာလွဲကမတ်တပ်ထားရလိုက်ပါတယ်။ကဲအချိန်မရှိဘူး။ဘကောကဘယ်ချမ်းကိုဘလို့သွားနေရမလဲ။မြေမြေပြောဂျာနူ။အဲ့ဒီချမ်းကကျမလိုက်ပို့ပေးရမှာ။လိမ့်စာသာပြောပါ။ကျွန်တော်ရအောင်ရှာသွားထပ်ပါတယ်။မဟုတ်ဘူး။အဲ့ဒီချမ်းကအတော်လေးကိုအထဲဝင်ရတယ်။ပြီးတော့တော့တွေကလည်းဘေးကချမ်းထဲမှာအက်ခဲတာ။ကျမပါမှာသူတို့က ရှင့်ကိုတော်ပေးလိုက်မယ်ဘေရာကဘာမှဆက်မပြောတော့ဘဲမတ်တပ်ထားလိုက်ပါတယ်ကဲဒါဆိုလဲကျွန်တော်လူတွေကိုအစင်းနဲ့ပြင်ခိုင်းလိုက်အောင်မယ်ပြီးရင်ခမရဝင်ခေါ်ပြီးထွက်ချတာပေါ့ဘေရာကစကားဆပြက်ကလှည့်ထွက်လာခဲလိုက်ပါတယ်အကိုရုတ်တရက်သူ့လက်ကိုဂျာနုကဖမ်းဆွဲလိုက်တဲ့ဖြစ်ရော မခေါ်စဘူးအကိုဟုခေါ်လိုက်တဲ့အတွက်ပါဘေရာရင်ထဲဒင်းငင်းနေဖြစ်သွားပါတယ်ဂျာနုက သူ့လက်ကို ခတ်တင်တင်စုပ်ကင်ထားစေပါအကိုဂျာနုကိုဘာလို့ရှောင်နေတာလဲအကိုဘာဖြစ်နေတာလဲဂျာနု၏အတန်းကနှစ်ကိုကြားရုံ လေတံဖြစ်တော်လဲတုံ့ရင်နေပါတယ်လွတ်ပါဟိုမှာမြင်သွားရင်မကောင်းဘူးဂျာနုဂျာနုကဗေဒါကြီးလက်ကိုလွတ်ပေးလိုက်ပါတယ်ဂျာနုကိုဘာလို့စိတ်ဆိုးနေတာလဲဗေဒါကပြန်မဖြေပဲလှည့်ထွက်လာခဲ့လိုက်ပါတယ်လက်မကြည့်ဖြစ်တော်လဲဂျာနု၏မျက်ဝန်းများတွင် မျက်ရည်များဝေ့တည်နေမိကိုဗေရာသိလိုက်ရပါတယ်။သို့သောဗေရာ၏ယုံဖွဲ့များက တောင်းရီကားတစ်စီးဂျာနိုကမူစူပါရူဖ်အဖြူအောင်ကားလေးဖြင့်လိုက်ပို့ပါတယ်။ဗေရာကယုံဖွဲ့ကားနဲ့လိုက်ရန်ပြင်ဆင်လိုက်ပါတယ်။ကိုဗေရာကျမလမ်းပြရမှာဆိုတော့ရှေ့ရသွားမှဖြစ်မှာ။ကျမကားကိုအကူလိုက်မောင်းပေးပါ။ဟုတ်ခမကားမောင်းထွက်တယ်မဟုတ်လား။အသွားရောအပြန်ရောမောင်းရမှာမို့ပင်ပန်းလို့ပါ။ တပည့်များရှိမှမို့ဘေလာကမငြင်းချင်တော့ဂျာနုလက်ထဲမှာကားတော့ကိုယူကဝင်ထိုင်လိုက်ပါတယ်။သူ့ဘေးမှာတော့ဂျာနုကဝင်ထိုင်ပါတယ်။ထူးထူးခြားခြားဂျာနုထံမှာတနခါနံကိုဘေလာတတိထားမိလိုက်ပါတယ်။သူလက်ဆောင်ပေးထားတဲ့တနခါတို့များကိုသွေးလင်းထားသည်လား။ဘေလာကကားဆက်နိုးရင်ဂျာနုကို ခိုကြည့်လိုက်ပါတယ်။သွေးကြောစိမ့်လေးများရှက်ပြားနေတဲ့ပါမမို့ကြီးကြီးလေးပေါ်တွင် ပကွက်ကြားလေးပါ။ ဂျာနုကကားရှိလေကာမှန်မှတဆင့်ရှေ့ကိုသာခတ်တွေ့တွေ့ငင်းနေပါတယ်။ပြည်လမ်းမပေါ်ရောက်တဲ့အထိသူတို့ဘာစကားမှမဆိုမိကြ။စောပားကြီးကုန်းကိုကြော်လာပြီးရန်ကုန်ဘကူလမ်းမကြီးပေါ်သို့ရောက်လာခဲ့ပြီဖြစ်ပါတယ်။ဂျာနုကသူ့ရှေ့မှာကားကဆက်ခလုတ်လေးကို ဖွင့်လိုက်ပါတယ်။မျက်ရည်ဆက်တွေချွေသွားငုံကြီးတဲ့ဒေသအဝေးကကြားနေရသလား။ခိုးယူသွားတဲ့စိတ်ထားပြန်ပြီးပြေးလိုက်ပါ။ အထရဲ့မာနမျက်နှာတေချာရဲ့နဲ့အမားကြီးမှားကြပြီလားချစ်ခဲ့ကြရတာတွေအလက်ကဆိုးလွင်လွင်ရဲ့မာနမျက်နှာတခြင်းသမားအဲ့တော့ပိတ်လိုက်စမ်းအခုပိတ်လိုက်ဘေရာကားကိုဆောင်းရက်လိုက်ပြီးကျုံအော်လိုက်တာကြောင့်ဂျာနူးမှာအလံတကြားဖြစ်တုံတက်သွားပါတယ်မင်းကိုအဲ့ဒီတခြင်းဘသူဖွင့်ခိုင်းတာလဲဘသူဖွင့်ခိုင်းလို့မင်းဖွင့်တာလဲဟမ် ဗေရာကဒေါသတကြီးဖြင့်ဂျာနူ၏ပကုံကိုတွန်းကမေးလိုက်ပါတယ်။ဂျာနူမှာမျက်လုံးလေးဝိုင်းကကြက်တီတည်သွားပါတယ်။ဗေရာ၏နှစ်တင်ကျော်မှထောင်ထလျက်အသက်ရှူတံများမြန်နေပါတယ်။သူတို့နောက်မှပါလာတဲ့ဗေရာယုံအဖွဲ့ကားကလည်းထိုးရက်သွားပြီးလူများပြေးဆင်းလာကြပါတယ်။ကိုဗေရာဘာဖြစ်တာလဲ။ဘလို့ဖြစ်လို့လဲ။သူတို့ပဲများကဗေရာတို့ကားပေးသူလာရက်ကမေးကြပါတယ်။ဘာမှဖြစ်ဘူး။ကျမဖုံးပြောစရာရှိလို့ကားရခိုင်းလိုက်တာပါ။ ရှင်တို့ဆက်သွားနေ။အင်းတို့ကလမ်းစောကနေစောင့်နေပါ။ကျမတို့လိုက်ခင်မယ်။ဂျာတို့ကသူ့လက်ထဲမှာဖုန်းကိုထောင်ပြက ပါပါနဲ့နဲ့ဝင်ပြောလိုက်ပါတယ်။ဗေဒတပည့်များလည်းထိုခါမှကားပေါ်သို့တက်ကာထွက်သွားကြပါတယ်။ထိုခါမှဂျာနုမှာဤကနေငိုချလိုက်ပါတော့တယ်။ဗေဒမှာစိတ်များရှုပ်ထွေးနေတဲ့အထဲမာနမျက်နှာတစ်ချင်းကိုကြားလိုက်ရတာကြောင့်သူ့တိတ်ဒဏ်ရာကိုပြန်ဆွတယ်လို့ဖြစ်ကဒေါသပောက်ကွဲထွက်သွားခြင်းဖြစ်ပါတယ်။ဒါပေမဲ့ တင်းနဲ့ငိုနေတဲ့ဂျာနူးကို မြင်လိုက်တဲ့အခါသူ့ဤဒေါသများမှာ တမဟုန်ချင်းပျောက်ကွယ်သွားပါတယ်။ဂျာနူးဂျာနူးဘီရာကဂျာနူးဤပကုန်းကိုကင်လိုက်ပါတယ်။ဂျာနူးကငိုနေဆဲပါ။အခုတောင်းပန်ပါတယ်ဂျာနူး။ဟုတ်စိတ်လွတ်ထွက်သွားလို့ပါ။ဘီရာကဂျာနူးဤခေါင်းလေးကိုလက်နှစ်ဖက်ဖြင့်ပင့်တင်ပြီးမျက်ရည်များကိုတုပ်ပေးနေပါတယ်။ဂျာနူးကအလိုက်တင်ပေး ဗေဒ ాయి ရှင်ဝင်တဲ့သူဝင်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရှင်ခုံတန်ကြားကာကီယာတန်ကခြားထားသိပါတယ်။ဂျန်နူကအခုတောင်းပန်ရမှာပါ။အခုကတ်ဆက်တချို့မကြိုက်မဲ့မသိလို့ဖွင့်လိုက်မိတာ။မဟုတ်ပါဘူး။ကတ်ဆက်တချို့ကိုအခုကြိုက်ပါတယ်။အဲ့ဒီတချို့ကိုသာဗေဒ ాయి ဆက်မပြောတော့ပါ။ဂျန်နူမျက်နှာလေးမော့လာပါတယ်။ အဲ့ဒီတချင်ဟုတ်အကိုကဘာလို့မကြိုက်တာလဲဘာလို့ဒီလောက်ဒေါသထွက်ရတာလဲဘေရာကဂျာနုကိုဖတ်ထားရမှာလူချင်းခွာလိုက်ပါတယ်ကဲဟိုကောင်နေအကြာကြီးစောင့်နေအောင်ပဲကွာအမိလိုက်ကြတာပေါ့ဘေရာကကာဆက်နိုဘီမောင်းထွက်လာခဲ့ပါတယ်ဂျာနုကမျက်ရည်များကိုတုံလိုက်ပါတယ်ဂျာနုတချင်နှာထောင်ကျဲနှာထောင်ပါအဲ့ဒီတချင်ကလွဲလို့ပေါ့ဂျာနုမျက်နှာလေးပြုံးသွားပါတယ် အဲနောက်ကားတက်စ်ပုတ်ထဲမှာဆိုင်းလိဆိုင်အခွေတစ်ခွေကိုထုတ်ကာထည့်လိုက်ပါတယ်အပြာရောင်မျက်ရည်တခြင်းကကားကက်ဆက်ထဲမှာជីជីမြင်းမြင်းထွက်လာပါတယ်ဂျာနူးကားမောင်းနေတဲ့ဗေရာ၏ပခုံးပေါ်သို့သူ့၏ခေါင်းကလေးမိတင်လိုက်ပါတယ်ဂျာနူးပင်ပန်းတဲ့အကိုရဲ့ဂျာနူး၏နှုတ်မှာခတ်တိုးတိုးရေရွတ်လိုက်ခြင်းဖြစ်တော်လဲ ဘေးရာကြားပြေအောင်ကြားလိုက်ပါတယ်။ဒါပေမဲ့သူတွေအားပေးခွင့်မရှိနှစ်သိမ့်ခွင့်မရှိ ထုတ်ထပ်ပို့ပြီးရှေ့ဆက်ခွင့်လည်းမရှိ။ပဲခူးအင်းတော်ရှိမစ္စတာလူပိုင် ရာဘာချန်ကျဲကြီးတွေဂျာနူးကသူတို့အားနေရာထိုင်ခင်းများ စီမံပေးပါတယ်။တေးရိပ်ဝိုင်းရိပ်ဖြင့်စိမ့်မြနေတဲ့ရာဘာချန်ကြီးကကြောင်ကြကြတွင် ရှိတော်လဲအထဲမှအဆောက်အဦများမှမူကျွန်းတဲ့အကောင်စားများခင်မီပရိဘောဂါများဖြင့်ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ဘေးရာတယောက်တည်းတည်တတ်နေရန် ဘင်္ဂလိုတလုံးရပါတယ်။စားရေးတောက်ရေးဈေးစကားများကအစားဂျာနူးကတောင်းဆိန်အောင်စီမံပေးနေသည်ကိုဗေဒာသတိထားမိပါတယ်။ကားပေါ်တွင် သူပကောင်းအမိက လိုက်ပါလာတဲ့ဖြော့တော့တော့တနာเสียဂျာနူးမဟုတ်တော့။ချုံမြတွက်လက်နေတဲ့ဂျာနူးဖြစ်နေပြန်ပြီကော။ဂျာနူးကသူ့အားအကြောင်းရှိရင်ဖုန်းဆက်ရဗေဒာကိုမှားချပြီးနောက်ညနေပိုင်းတွင်ကားကိုမောင်းကရန်ကုန်သို့ပြန်သွားခဲ့ပါတယ်။ဂျာနူးပြန်သွားတဲ့အခါဗေဒာရှင်ထဲမှာ အမျိုးမြင်မသိဝေဒနာကကြံ့ရင့်ခဲ့ရပြန်ပါတယ်။ဂျာနူးကို သူချစ်နေသည်လားဒါမှမဟုတ်တနာနေသည်လားဘေးဒါဆက်မတွေးခြင်းအသင်ရှိနေတဲ့အရာပါမှဝီစကီတလုံးကိုဖောက်ကာရေခဲမထည့်ရေမထည့်ပဲဖန်ခွက်ထဲငှက်ထဲကမော့ချလိုက်ပါတယ်။အိုဘဲအိုဘဲဝီစကီအသင်ဒီချစ်ချင်းတရားလောက်များ ပူလောင် ပြင်းရှာနိုင်ပါအောင်မလား။အိုဘဲအိုဘဲဝီစကီ တင်ဒီငါအာကုသပေးနိုင်ပါအောင်လားလိုက်ခဲ့စမ်းပါကွာတပတ်လောက်ပဲကြာမှာပါမင်းလေအားနေတာပဲကြောက်စိမ့်နေဝင်းစီမဝင်လာတဲ့ဖုန်းဖြစ်ပါတယ်ပဲခိုးတို့ပေးတာရောက်ပြီး300ကျားတွင်ဆက်လာခြင်းပင်ဖြစ်ပါတယ်ကိုနေဝင်းဟာသူကိစ္စတစ်ခုဖြစ်အိန္ဒိယနယ်စပ်မိုးရီမြို့သို့တွားရပါမယ်တမူးမတဆင့်မိုးရီတဲသို့ဝင်ပါမယ်သူတယောက်တည်းမှုဘေးရကိုအဖို့ခွန်နေခြင်းဖြစ်ပါတယ် ဗီရာကလည်းဒီရာဘာတော်ကြီးတဲ့အားရှိရက်ထိုင်တော့လိုက် ရှိတဲ့မဂဇင်းဂျာနယ်အဟောင်းများဖတ်လိုက်ဖြင့်ပြင်လာပါပြီအလုံးမရှိတဲ့ကဂျာနူးเจ้าများကြီးတွင်းနေမိပြန်တာကြောင့်စိတ်ကိုမနှဲဖြေဖြောက်နေရပါတယ်မစ္စတာလူကိုထောက်လိုင်းကြီးကနှစ်ရက်ခန့်ဆင်းမီးပြီးပြန်လွတ်လိုက်ပြီဖြစ်တော့လေအစိုးရအဖွဲ့အတွင်းတွင်တော့ဝင်ကြီးဌာနများတွင် ဝင်ကြီးယာတို့ရယူထားတဲ့ဝါရင်အရာရှိများအစုလိုက်အပြုံလိုက်အနာဘေးခံလိုက်ရပါတယ်သူတို့ထမဘိန်းပြူများ လက်ကားယူရောင်းနေတဲ့ပုပ်ကိုကြီးဖခင်အရာရှိကြီးပါ အနာပေးခံခဲ့ရတဲ့အထက်ပါသွားခဲ့ခြင်းဖြစ်ပါတယ်။အဲ့လိုအခြေအနေမတည်ငြိမ်ခင်တွင်ရန်ကုန်ပြန်မလာသေးရန်နဲ့လုပ်ငန်းများကိုခေတ္တရပ်ထားရန်မစ္စတာလူကဗေဒါတို့အားမှာထားပါတယ်။ဗေဒါကကိုနေဝင်းနဲ့လိုက်သွားခြင်းတဲ့အကြောင်းမစ္စတာလူထံဖုန်းဆက်ခွင့်တောင်းရာမစ္စတာလူကလည်းခွင့်ပြုလိုက်ပါတယ်။အဲဒါပေမဲ့ကိုနေဝင်း လောက်ကွက်ကန်ကွက်များကိုလေးလာခဲ့ရတဲ့တမူးဘတ်တွင်စီးပွားရေးလုပ်နိုင်မဲ့အခြေအနေများကိုကြည့်ရှုခဲ့ရန်မှာလိုက်ပါသေးတယ်။နောက်နေ့အကြာမှာတော့ကိုနေဝင်းကသူ့ကိုကားနဲ့လာခေါ်ပါတယ်။အဲဒီနောက်မင်္ဂလာတုံလီစိမ့်မတစ်ဆင့်ကျွန်းပတ်လင်းရင်ဖြင့်ကလေးတို့ထွက်ခွာလာခဲ့ကြပါတယ်။ကလေးမတစ်ဆင့်တမူးတို့ကားဖြင့်ဆက်တက်ကြပါတယ်။ကလေးနဲ့တမူးလမ်းမှာအတော်ပင်ကြမ်းတမ်းတာကြောင့်သုံးရက်ခန့်ခက်ခက်ခဲခဲတက်ခဲကြရပါတယ်။တမူးမှာရှိတဲ့ကိုနေဝင်းရဲ့မိတ်ဆွေကုန်းတဲ့အူးအိမ်တွင် တညအိတ်တဲခုချပါတယ်။ထိုချိန်ထိကိုနေဝင်းဟာဒီလောက်ခက်ခက်ခဲခဲခီးကိုဘာကိစ္စဖြစ်လာကြောင်းဗေဒကို လုံးဝစကားမဆပါဘူး။ဗေဒကလည်းမမေးခဲ့ပါဘူး။ဒီခီးရင်သူကအတွေ့အကြုံတစ်ခုအဖြစ်လိုက်ပါလာခြင်းဖြစ်တာကြောင့်သူတို့လောကစီကံအရာမမေးလဲမမေးအပ်ပါဘူး။နောက်တနေ့မိုးလင်းတွင်တော့နန်းဖာလုံစီမတစ်စင်အိန္ဒိယနယ်စပ်မြို့မိုးကြီးမြို့တဲ့သူဝင်ကြမည်ဆိုကကိုနေဝင်းကဥဆောင်သွားပါတယ်။ နေဆက်ဆိုပေမဲ့ထွေထွေထူးထူးကာယံထားခြင်းလည်းမရှိ။ကင်းနေခတ်ဆုပ်ဆုပ်လေးနှခုသာတွေ့ရပါတယ်။ကိုနေဝင်းနေပေရာတို့ကမြန်မာဘက်ရောအိန္ဒိယဘက်ကင်းနေကိုပါဖျက်ကျော်လိုက်တဲ့အခါတိုင်းနှစ်ဖက်လုံခြုံရေးများကကိုနေဝင်းကိုနှုတ်ဆက်ကြပါတယ်။ကိုနေဝင်းရဲ့လူဝင်ဆက်မှုနဲ့လက်တံရှိမှုကိုဗေရာပို့ပြီးတတိထားမိလာပါတယ်။မိုးရမြို့အဝင်တွင်တော့ဂျကားတစီကအသင်ဆောင်ကြနေပါတယ်။ဂျကားပေါ်မှာတော့တေတေတက်တက်ဝစ်စင်ထားတဲ့ အိန္ဒိယလူမျိုးနှုတ်ကကိုနေဝင်းနဲ့ဗေဒအားခရီးဥကျိုပြုကြပါတယ်။ကိုနေဝင်းပြောစကားအရအိန္ဒိယထောက်လိုင်းရင်းများဟုဗေဒတီးလိုက်ရပါတယ်။ကားပေါ်ရောက်တဲ့အခါမှာတော့ဗေဒမနေနိုင်တော့ပါဘူး။ဟိုကိုနေဝင်းဟိုကျွန်တော်တို့သူတို့ဘယ်ခေါ်သွားကြမှာလဲ။ဘယ်မှမဟုတ်ပါဘူးကွာ။အာတူပါတို့ကသွားဖို့မလိုပါ။ဟမ်အတူပါအိန္ဒိယပြည်ထဲမှာလားဘု து အတူပါလဲအဖိုးကြီးတယောက်ပါအသက်60ကျော်အဖိုးကြီးတယောက ဗမာလားအေးဗမာပါပဲဒီလောက်ဝေးကြီးကိုလာဖို့ရလောက်ဟိုခမရတဲ့ဆွေမျိုးတော်တာလားကိုနေဝင်းကပြုံးလျက်ကောင်းခါလိုက်ပါတယ်ဒီလောက်ခီးဝေးကြီးကိုလာဖို့ရလောက်လာဖို့တဲ့တဲ့လူမျိုးမို့ငါလာဖို့တာပေါ့ကွာပြီးတော့အဲ့ဒီအာသူဘခန္ဓာမှာငါအတွက်အကျိုးရှိမဲ့လူတွေလေတက်ကြမှာမင်းအတွက်လည်းအသုံးဝင်နိုင်တဲ့လူတွေပေါ့ကွာကိုနေဝင်းစကားကိုဗေဒါနားမလဲပါဘူးဒါပေမဲ့မြည်တိစကားများဆက်မမေးပြစ်တော့ပါဘူး တို့စီးလာတဲ့ကားဟာမိုးရီမျိုးပြင်ရှိတင်းကြိုင်တစ်ခုရှိမှရက်လိုက်ပါတယ်ထူးထူးခြားခြားတင်းကြိုင်ရှိမှအိန္ဒိယရဲရာရှိဝတ်စုံများဝတ်ဆင်ထားတဲ့သူများမြန်မာဝတ်စုံဝင်ထားတဲ့လူများကို တွေ့လိုက်ရပါတယ်ကိုနေဝင်းကအိန္ဒိယထောင်လိုင်းရေးနှစ်ယောက်နဲ့အတူစကားတပြောပြောနဲ့နိုင်ရေးခန္ဓာကျင်းပါနေရာတို့ရှောက်သွားပါတယ်အိန္ဒိယမြန်မာနယ်စပ်မြို့မှတင်းကြိုင်ဟာမြမဆန်းဆန်းဇေယလီတစ်ဆောင်နဲ့ပါထိုစီရပေါ်တွင်ဂရီဘာခင်းထားတဲ့ကျုံးကရင်ကြီးတလုံး ဂရဲမော်တွင်ရွှေထီးများမိုးထားတဲ့ဂျုံအခောင်းကြီးအိန္ဒိယအာနာပိုင်ဟုယူဆရတဲ့သူတချို့နဲ့အသက်50ရွယ်အမျိုးသမီးကြီးတူအသက်20ရွယ်အမျိုးသမီးငယ်တဦးတို့ကအခောင်းရှိတွင် ထိုင်လျက်စကားပြောနေကြပါတယ်အမျိုးသမီးကြီးကကိုနေဝင်းကိုလှမ်းပြုံးပြလိုက်တာကိုတွေ့လိုက်ရပါတယ်အိန္ဒိယအာနာပိုင်ဆိုသူများထွက်ခွာသွားပြီးနောက်ကိုနေဝင်းကအမျိုးသမီးကြီးထံသို့သွားပါတယ်ဘေးလာလေးနောက်မှကတ်လိုက်သွားပါတယ်အမကြီးနေကောင်းပါရဲ့နော် တွေ့တာနှစ်ပေါင်းတော်ကြာလာပြီပဲ။အော်ကုနေဝင်းရှင်ရောက်အောင်တော့လေလာသားပဲနော်။ဒါဘာတူလဲမေယူလား။ကုနေဝင်းကအမျိုးသမီးချင်းနဲ့ပြီးမှစန်တိုမာလေးကိုမင်းငော့ပြလိုက်ပါတယ်။ဟုတ်တယ်လေ။အော်မတွေ့တာကြာတဲ့နှစ်တွေပါ။မေယူတော်အဖြူကြီးဖားဖားဖြစ်လာမှာပဲ။ဗီရာကအမျိုးသမီးကြီးကိုအကဲခတ်လိုက်ပါတယ်။အသက်90ကျော်ဆိုတော့လေအသားအရည်မှဝင်ဖန်ဖန် ခန္ဓာကိုယ်ကောက်ချောင်းတောင်းတောင်းဖြင့်ခတ်ထန်တဲ့အလားတရားတို့ရှိနေစေပါဘုဒ္ဓဝံဆက်အနှံ့ရောင်ဖြင့်နေကမျက်မှန်အနှက်ကိုတတ်ထားပုံကမဟာဆန်လွန်လှပါတယ်အမျိုးသမီးကြီးဘေးတွင်တော့သပင်တူတူတိရှက်နဲ့ဂျင်းပန်ကိုဝတ်ထားတဲ့ကောင်မလေးအသားညူညူလူကောင်တဲသေးတွင်ဆာမူရိုင်းကေခေါ်နဘူးတွင်သပင်ကို အတိချထားပုံကချစ်ကန်ကန်ဟန်အပြေကိုနေဝဲနဲ့မျိုးသမီးတို့စကားလက်ဆောင်ကြနေစဉ်ဘေဒါကနောက်ထပ်ပတ်ဝန်းကျင်ကို လိုက်အကဲခတ်နေပါတယ်။အမျိုးသမီးတူတွန်းလာတဲ့ဝီချဲပေါ်မှာအဖိုးအတူကိုမြင်လိုက်တဲ့အခါအာတုဘအခမ်းအနားတက်လာသူများကရုပ်ရုပ်တဲတဲဖြစ်ထကြူစုကြသည်ကိုလည်းတွေ့လိုက်ရပါတယ်။ကိုနေဝင်းနဲ့အမျိုးသမီးကြီးကလည်းစကားစားဖြတ်ကထိုဝီချဲနာသို့အပြေးလွှားထွက်သွားကြပါတယ်။ဘေရာနဲ့ကောင်မလေးသာအခောင်းကြီးရှိတွင်ရက်ကြံခဲ့ပါတယ်။อืมတည်သွားတဲ့လူအချောင်းပြပြီရှင်နေတဲ့လူတွေကခွင်အစ်စ်တွေအချံဖန်အစ်စ်တွေ ရှာကြတဲ့ဘွဲပါလားသူဘေးတွင်ကောင်မလေးကတကိုယ်တည်းပြောသူလိုလိုနဲ့ပြောလိုက်တဲ့အတန်ပါမင်းစကားထူးဆန်းလာကြည်လားကောင်မလေးကဗီရာကိုကြည်ကပခုံးတွန့်ပြလိုက်ပါတယ်ဘာများထူးဆန်းလို့လဲဘေးရောဒီလူတွေနဲ့စုံပြီးဂွင်းတက်ရိုက်ဖို့လာချောင်းတဲ့သူပဲမဟုတ်လားကောင်မလေးစကားကြောင့်ဗီရာနှင်းငယ်တင်သွားပါတယ်နေပါဦးငါဘာသူဆိုတာတော့မင်းမသိပဲဘာလို့လာပြောနေတာလဲငါကိုနေဝင်းခေါ်လို့လိုက်လာတာ ဒီဘက်ရောက်မှသာဒီမသာချပွဲရှိကြအောင်ငါသိရတာပဲ။အော်ကိုနေဝင်းဆိုတာခုနလူကြီးလား။ဘေရာကမျက်နှာထားတင်းတင်းဖြစ်ပင်ခေါင်းငိတ်ပြလိုက်ပါတယ်။ဒါဆိုအခုဘယ်ရောက်နေတာဘသူအတုပါလဲဆိုတာတော့မသိဘူးပေါ့။အေးမသိဘူး။ဘေးစိတ်တမြောင်ဆိုတာကြားဘူးလား။ဟင်းအေးတို့မေပြောပြဘူးလားတော့ तू ကတချိန်ကရန်ကုန်နဲ့မန္တလေးမှာ နာမည်ကြီးတပြခေါင်းဆောင်နဲ့တပြခေါင်းဆောင်သာဆိုတယ်စီးဆရာလည်းလှုပ်သေးတယ်တဲ့အိန္ဒိယဘက်မှာလည်း तू ကဆရာကြီးတဆူပဲပြည်နယ်ဝင်ကြီးချုပ်တွေအထီတောင်ပေါက်ရောက်တယ်တဲ့အခုတော့သူ့အာသုဘကိုအကြောင်းပြပြီးမြမပြည်နှက်ကလာကြမဲ့ဒုစရိုက်တမလက်ဟောင်းလက်သက်ကြီးငယ်တွေကိုသူလည်းအခါမပေးနိုင်တော့ပဲအခေါင်းထဲမှာဆန်းဆန်းကြီးလဲနေလေရေဒိုခါမကိုနေဝင်းပြောပြတဲ့စကားသွားလာကိုဘေးဒါခရီးသဘောပေါက်မိလိုက်ပါတယ်သူရောက်ရှိနေဒီမှာ Godfather ဟောင်းကြီးတယောက်ရဲ့စာပနဖြစ်နေသည်ပဲခဏအကြာမှာတော့ဖုန်ကြီးများကြွလာပြီးဖြစ်သဖြင့်အားလုံးကတရားနာရန်နေရာသီးသီးယူလိုက်ကြပါတယ်ဘေးသားတော့ခက်လန်းလန်းရှိအုပ်ကုတလုံးပေါ်တွင် secret file သွားထိုင်နေလိုက်ပါတယ်ကိုနေဝင်းကသူ့ဘေးနားသို့လာထိုင်ရင်း secret delay တောင်းတောက်ပါတယ်ဘလို့လဲခုနကကောင်မလေးနဲ့စကားလက်ဆုံကြာနေတယ်ဗောဘေးသားဘေးသားကပြုံးပြလိုက်ပါတယ်ခင်ဗျားမပြုတ်ပြတော့လေဒီမသားသမိုင်းကို သူ့မေးကြည့်ရတာပေါ့ဗျာဟုတ်ပါပြီကွာအဲ့ဒီကောင်မလေးလဲနေနေရမမှတ်နဲ့ကွာ तू ကဘသူတော့မေယူကြေးမုံနဲ့သူ့မေကခုနငါနဲ့စကားပြောနေတဲ့ဒေါ်ယူယူမော်ရွှေထွေးကန်လက်နက်မှောင်ခိုလောကကိုချုပ်ကန်ထားတဲ့ချုပ်ပေါ့ကွာသူ့ဖေရတချင်ကနာမည်ကြီးလူမိုက်ဦးကြေးမုံနဲ့ဘယ်နဲ့လဲဖြုံသွားပလားကိုနေဝင်းကြီးစကားဆုံးဘေရာကခက်ထိထိရေလိုက်ရင်ဇီယပ်ပေါ်မှာ ထိုဆန်တို့မာလေးကိုလှမ်းကြည့်နေလိုက်ပါတော့တယ်